အေးခဲနေတဲ့တောအုပ်ထဲကိုရောက်သွားတဲ့သူတိုင်းထူးဆန်းတဲ့လူတွေကိုတွေ့ခဲ့ကြတယ်။ဇလန်းဆာမှာမြင်တွေ့ရမှာကတော့ Emily ဆိုတဲ့မမလှလှကျောင်းသူလေးတယောက်ကခရစ်မတ်အားလည်းရမှုအိမ်ပြန်လာဖို့လုပ်နေခဲ့ပါတယ်။လေရင်လိုင်းကျောင်းတွေကလည်းရာသီဥတုကြောင့်စောစောပိတ်သွားတာမို့လေရင်လက်မှတ်မဝယ်လိုက်ရပါဘူး။အဲ့ဒါကြောင့်ပဲကြောင်ညာဖို့ပေါ်ကကားငားလိုက်သည်ဆိုတော့ Aston ဆိုတဲ့သူရဲ့ကားကိုငားစီရဖို့ဖြစ်လာစေခဲ့ပါတယ်။ မော်ရယ်နေနေပြီဖြစ်တဲ့ကားလေးကအယောင်လဲမလှသလိုတော်တော်လေးလဲစုံနေတဲ့ကားလေးနဲ့ပဲအမ်လီတယောက်အိမ်ပြန်မှုဆုံးဖြတ်ခဲ့ရပါတယ်။ဒါမဲ့လက်ဆွဲအိတ်တစ်ခုကျန်နေခဲ့တာကိုတော့နှစ်ယောက်စလုံးကတတိမထားမိခဲ့ကြပါဘူး။အဲဒီနောက်ကားပေါ်မှာတော့အမ်လီကသူ့ရဲ့မိသားစုစီကိုဖုန်းဆက်ပြီးတော့ကားနဲ့လာရတာမို့၄-၅နာရီလောက်ကြာမယ်လို့ပြောပြီးတော့ဖုန်းကိုချလိုက်ပါတယ်။အက်စတိုနယ်လည်းစကားတွေနည်းနည်းပါးပါးပြောပြကြရင်းနဲ့သူကကက်သလစ်ကျောင်းရဲ့စိတ်ပညာအတန်းမှာတက်နေတယ်ဆိုပြီးပြောပြမိသွားခဲ့ပါတယ်။ အက်စလွန်ကလည်းသူနဲ့တန်းတူတူပဲဆိုပြီးပြောတဲ့အချိန်မှာအမလီကတခါမှမတွေ့ဘူးဘူးပြန်ပြောခဲ့ပါတယ်။အက်စလွန်ကလည်းအမလီမျက်မှန်တက်တာကိုမြင်ဖူးပါတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အမလီကမိကလေးနားနေဆောင်မှာဒါမျက်မှန်တက်တာမျိုးအက်စလွန်ရဲ့စကားကိုကြားတော့အံ့ဩခဲ့ရပါတယ်။အမလီတယောက်တဘာဝလုံးဖြစ်ဖြစ်တွေနဲ့ပတ်သက်ပြီးဘလို့ထင်လဲလို့မြည်တော့အက်စလွန်ကလည်းလူတယောက်ကတည်ပြင်းပြန်ဝင်စားကနောက်တဘဝပြန်စားတယ်ဆိုတာကိုယုံကြည်ကြောင်းပြောပြခဲ့ပါတယ်။ကားပေါ်မှာခြေတန်းနီဇိုးနေရင်းနဲ့စီပန်းတစ်ခုကိုမြင်တော့ရှူးရှူးဖလားဝါကျင်တယ်ဆိုပြီးတော့ကားကိုရက်ခိုင်းခဲ့ပါတယ်။ ခြေသေးစီစိုးထားတာမချောက်သေးတာမို့အမလီကလည်းစီပန်နဲကိုဂုံပိုးပြီးခေါ်သွားပေးဖို့အက်စတွန်ကိုကူညီတောင်းခဲ့ပါတယ်။စီပန်နဲကမုတ်ဆိုင်ထဲမှာတော့ဒမ်ရင်ဆိုတဲ့သူနဲ့တွေ့တာမို့အက်စတွန်လည်းစကားထိုင်ပြောနေခဲ့ပါတယ်။အဲဒီနောက်ရှူရှူပလာဝါပြီးတဲ့အမလီလည်းအပြင်ထွက်ဖို့တကားကိုဖွင့်နေမှာတော့တကားကလော့ကျနေခဲ့ပါတယ်။အော်အေပြီးကူညီတောင်းခဲ့ပေမဲ့လည်းဘသူကမှရောက်မလာခဲ့ပါဘူး။ခဏကြာတဲ့အခါမှာတော့တကားကဖွင့်လို့ရသွားခဲ့ပါတယ်။အမလီလည်းအက်စတွန်တို့စီကိုရောက်လာပြီးတော့သူဒီလောက်អော်နေတာတော့မကြားရကောင်းလားဆိုပြီးတော့ပြောခဲ့ပါတယ်။ ။ Aston ကလည်း Emily ရဲ့အတန်းကိုမကြားရဘူးဆိုပြီးတော့ပြန်ပြောခဲ့ပါတယ်။အဲ့တော့စီပန်းကနေထွက်လာပြီးမင်းနဲ့နေငယ်လောက်ကြာမှာတော့ Aston တယောက် highway လမ်းမကြီးအပေါ်မှာဘယ်ကိုသွားရမှန်းမသိဘဲနဲ့လမ်းပြောင်းနေခဲ့ပါတယ်။ Emily ကလမ်းပြောင်းနေလားလို့မေးတဲ့အခါမှာတော့ Aston ကငါသိပါတယ်ဆိုပြီးတော့ပြန်ပြောခဲ့ပါတယ်။လမ်းမ606ကိုရှာမတွေ့တော့တာကြောင့်နှင်းတွေဖုံးနေတာဖြစ်မယ်ဆိုပြီးတော့မှတ်တိုင်ဘေးကိုမောင်းချလိုက်ပါတယ်။ဒီလိုနဲ့ပဲညာလဲမှောင်လာခဲ့ပြီးတော့တနေရာမှာကားတစ်စီးနဲ့တိုက်မိတယ်လို့မျိုးဖြစ်တာမို့ရှောင်လိုက်တာမှာ Aston နဲ့လမ်းဘေးကိုထိုးကျသွားခဲ့ပါတယ်။ အဘူဂျိန်ကလည်းရေကမတ်ဖြစ်နေတာမို့အဲ့ဒီနေရာကနေပြန်မထွက်နိုင်ရင် AK ပြီးတော့မာလကီးယားကုန်ပါပါအဲ့တော့အမ်လီက911ကိုဖုန်းခေါ်ခဲ့ပေမဲ့လည်းအမြဲတူရှိသောတယ်လီနောကတော့အခုတခါမှလိုင်းမရှိတော့တာမို့ခေါ်လို့မရခဲ့ပြန်ပါဘူးအနည်းနာမှလည်းတစ်ပင်နေပဲရှိနေခဲ့ပါတယ်အဲ့တော့နေရောက်သားကားကိုတွန်းကြည့်ခဲ့ပေမဲ့လည်းနင်းတွေကြားနေဝင်နေတာမို့ကားကနည်းနည်းလေးတောင်မှမရွေသွားခဲ့ပါဘူးဒီနောက်မှာတော့ Emily တယောက် Aston ကကားကိုဟန်ပြပဲတွန်းနေတယ်လို့ထင်ပြီးတော့စိတ်တူကကားထဲမှာလော့ချပြီးတော့ဝင်နေနေခဲ့ပါတယ် ။ Aston ကိုတော့ကားထဲဝင်ခွင့်မပေးခဲ့ပါဘူး။ဘလို့မှပြောလို့မရတဲ့အဆုံးမှာတော့ Aston နဲ့နီးနားမှာအကူအညီတောင်းလို့ရမလားဆိုပြီးတော့လိုက်ရှာဖို့ထွက်သွားခဲ့ပါတယ်။အဲနောက် Emily လည်းတကားပေါက်ကိုတည်တည်ချာချာပိတ်ပြီးတော့ကကြီးကိုလက်ထဲမှာဆုပ်ဆုပ်ခြင်ထားခဲ့ပါတယ်။ခဏကြာမှလူတယောက်ကားရှိကဖြတ်သွားတာကိုတွေးလိုက်တဲ့အခါမှာတော့လိုက်ခေါ်ပြီးတော့အကူအညီတောင်းခဲ့ပေမဲ့လေဟိုက crash လေးလိုပဲလှည့်အောင်မကြည့်ပဲနဲ့ခြေပြီးတော့တော်ရဲကိုဝင်သွားခဲ့ပါတယ်။ Aston ပြန်ရောက်လာချိန်မှာတော့ Emily တယောက်စီပန်းကိုသွားတဲ့လူတယောက်ကိုတွေးလိုက်တယ်ဆိုပြီးပြောခဲ့ပါတယ်။ ။အက်စတွန်ကလည်းစီပန်တွေကညာဘက်ဆိုပိတ်တယ်လို့ပြောခဲ့ပေမဲ့အမလီကတော့24 hour open လို့ထင်နေခဲ့ပါတယ်။နေရောက်သားကားတွေကိုပြန်ဝင်ခဲ့ပြီးတော့အက်စတွန်ကလည်းအခုလိုဖြစ်ဖို့မရွယ်ချောင်းနဲ့အမလီကိုသဘောကျနေတာမို့အမလီတို့မျိုးကိုလိုက်ပို့ခြင်းကြောင့်ပြောပြခဲ့ပါတယ်။အမလီအဝယ်လဲဖို့ပြင်ထွက်ချိန်မှာတော့ကားရဲ့စီတိုင်ကြီးတဲကကွဲနေပြီးတော့စီရီယိုနေတာကိုတွေ့ခဲ့ရပါတယ်။အနီးနားကကြောက်တုံးအနောက်မှာလည်းလူရိပ်တွေမြင်ခဲ့ရတာမို့ကြောက်လန့်ပြီးတော့အက်စတွန်ကိုလမ်းခေါ်ခဲ့ပါတယ်။နေအောင်လုံးလိုက်ကြည့်ချိန်မှာတော့အမလီကကြောက်နေတာမို့အက်စတွန်တယောက်ထဲသွားကြည့်ခဲ့ပါတယ်။ အဲဒီနောက်ဆွေးနေတဲ့အစာအုပ်တစ်ခုထဲမှာတော့သတင်းစာအဟောင်းတစ်ခုပြင်လဝကတိုင်ကင်ထားတဲ့အလောင်းတစ်ခုကိုလည်းတွေ့တာမို့တခုခုတော့ဖြစ်လာပြီးဆိုတာကိုသတိထားမိခဲ့ပါတယ်။တစ်ဖက်မှာတော့အမလီကလူတယောက်ကိုထတ်တွေ့ခဲ့တာမို့သွားပြီးတော့ခေါ်ခဲ့ပါတယ်။အမလီလက်ကိုဆွဲပြီးတော့သတင်းကကြောက်စရာမျက်နှာကြီးနဲ့ပြန်လှည့်ကြည့်ခဲ့တယ်လို့မျိုးအနားမှာလည်းတခြားလူနှစ်ယောက်ရှိနေခဲ့ပါတယ်။အမလီကကြောင်အားလန်နဲ့អော်လိုက်တော့အက်စနွန်လည်းပြန်အောင်လာခဲ့ပြီးတော့နေယောက်သားကားထဲမှာပဲဝင်ပုန်းခဲ့ကြပါတယ်။သတင်းတွေကတော့ပျောက်သွားခဲ့ပြီးတော့ကြောက်နေတဲ့အမလီကိုအက်စတွန်ကဖတ်ထားပြီးတော့နှွေးအောင်လှုပ်ပေးခဲ့ပါတယ်။ ချစ်ချီညူပြီးတော့တက်တီတို့ကနေဆိုရင်အနောက်ရှက်တွေပေါ်လာလာပြီးတော့ highway စောက်ကြီးရဲ့အရာရှိမာတင်ကရောက်လာပြီးတော့ကားရက်လို့မရဘူးဆိုပြီးတော့ပြောနေခဲ့ပါတယ်။ Emily လည်းသူတို့ဖြစ်နေတဲ့ပြဿနာကိုပြောပြီးတော့အကူအညီပေးဖို့ပြောခဲ့ပေမဲ့မာတင်ကတော့နားလည်ပုံမရခဲ့ပါဘူး။အဲဒါကြောင့် RK လေးလက်ထိုးကြည့်တော့လေစမူကြိုက်တဲ့ရဲရာရှိဖြစ်နေတာမို့ Aston လည်းတန်တုံးနယ်ပဲအမောက်သိခဲ့ရပါတယ်။ ရုတ်တရက်ကားထဲမှာနိုးလာတဲ့အချိန်မှာတော့ Aston ရဲ့လက်ကအေးခဲနေပြီးတော့တန်တုံးနဲ့ကတ်နေခဲ့ပါတယ်။ Emily လည်းသူမဘိုက်ပေါ်မှာတင်ပြီးတော့နှွေးအောင်လုပ်ရင်းနဲ့အာယုံပြောင်းဖို့အတွက်သူတို့ကြိုက်တဲ့အစားအစာအကြောင်းတွေကိုထိုင်ပြောနေခဲ့ကြပါတယ်။အဲ့တော့သတင်းစာဟောင်းလေးထဲမှာတော့ Emily တို့ရောက်နေတဲ့နေရာမှာဟိုးလွန်ခဲ့တဲ့1963ခုနှစ်ကဖြစ်ခဲ့တဲ့အမှုတစ်ခုပါနေခဲ့ပါတယ်။ဒီနေရာမှာရှိနေတဲ့ဝိညာဉ်တဲကမှရဲဝိညာဉ်ကအန္တရာယ်အများဆုံးနဲ့ကြောက်စရာအကောင်းဆုံးပါ။ရဲဝိညာဉ်ကဒီနေရာကိုရောက်လာသမျှလူအလုံးကိုတပ်ပစ်လေးရှိနေတာပါ။ ရုတ်တရက်ကားရဲ့ရေဒီယိုကထားပွင့်လာတာမို့ Emily လည်းကြောက်ကြောက်နဲ့အပြင်ကိုပြစ်ထုတ်လိုက်ရပါတယ်။ Astronola ချိန်မှာတော့ Emily ကသတိလက်နေခဲ့ပါပြီ။ Aston လည်းသတိရလာအောင်လုပ်နေတော့ဝိညာဉ်တွေကကားနီစီကိုရောက်လာပြီးတော့ကားကိုထုရိုက်ခဲ့ကြပါတယ်။အဲဒီနောက်မနက်9:00ရောက်ချိန်မှာတော့မကြခင်မိုးလင်းတော့မှမို့နှစ်ယောက်သားစိတ်သက်သာရာရနေခဲ့ကြပါတယ်။ အဲဒီနောက် MD တယောက်စီဘူးနေအောင်ကိုတွေ့ချိန်မှာတော့ကားအက်ဆီဒန့်ဒါမှမဟုတ် Aston အလောင်းကိုတွေ့တော့ကတခုခုဖြစ်ခဲ့တယ်ဆိုတာကိုနားလည်သွားခဲ့ပါတယ်။အဲဒါကြောင့် MD လည်းအနီးကတယ်လီဖုန်းနိုင်ပေါ်ကိုတက်ပြီးတော့ဖုန်းလိုင်းမိအောင်ပလက်သွားထိုးခဲ့ပါတယ်။ဒါပြီးတော့လည်းဝူဝဝါနဲ့ပါပဲဘာမှကိုပြောလို့မရခဲ့ပါဘူး။အဲဒီနောက် MD ပြန်လာချိန်မှာတော့ Aston တယောက်ဆုံးသွားခဲ့ပါပြီ။ One Nice One နဲ့ပဲကားတွေကနေတဲထုတ်လာချိန်မှာတော့ကားတစ်စီးကရောက်လာပြီးတော့ Next ဆိုတဲ့သူကထွက်လာခဲ့ပါတယ်။ ်အမလီကိုလည်းကားပေါ်ခေါ်တင်လာခဲ့သလိုရက်စကန်ကိုလည်းလှမ်းကြောင်းကြားပေးခဲ့ပါတယ်။နောက်ကအဲ့ဒီနေရာမှာ1950ခုနှစ်လောက်တုန်းကလူမဆန်တဲ့ရဲတွေကလူတွေကိုတတ်ပြီးတော့ကားထဲမှာအေးခဲပြီးတည်တဲ့အထိကိုပြစ်ထားခဲ့ကြတယ်ဆိုပြီးတော့ပြောပြခဲ့ပါတယ်။ရုတ်တရက်အမလီတို့လာတော့ကတိုင်းပြည်လူနေနေဖြစ်နေခဲ့တဲ့ကားကိုတွေ့ခဲ့ရပါတယ်။အမလီကတော့ဘာတွေဖြစ်မလဲသိနေပြီးသားပါ။ပထမတစ်ခါကားပြစ်သွားတဲ့နေရာကိုလည်းအခုတစ်ခါထပ်ပြီးထိုးစင်းသွားသလို neck ရဲ့ကားမောင်းစကေးကြောင့်သာထပ်ပြီးတော့လမ်းဘေးထိုးမကျသွားခဲ့တာပါ။ကံကောင်းစားပဲနှစ်ယောက်လုံးတန်ရနှဲငယ်ပဲရခဲ့ပါတယ်။ နက်ကလင်းမောက်သွားတဲ့ကားကိုကူညီဖို့သွားချိန်မှာတော့1950ခုနှစ်ကရဲကားဖြစ်နေပြီးတော့မိတွေလည်းလောင်လို့နေခဲ့ပါတယ်။အမ်လီလည်းနက်ကိုသွားမကူလို့တားခဲ့ပါတယ်။ကားတွေကရဲကားတော့ကားအောက်မှာပြိနေခဲ့ပါတယ်။အဲဒီနောက်ဝိညာဉ်တွေရောက်လာပြီးတော့ရဲကိုဆွဲထုတ်သွားကြကဗီဒီယိုကူညီတော်မခေါ်နိုင်အောင်လွှတ်ပစ်ခဲ့ပါတယ်။ရဲကားတခြားဝိညာဉ်တွေကိုတိုက်ခတ်ပြီးတော့နက်ကိုဖမ်းလိုက်ချိန်မှာတော့နက်ကလည်းရေခဲသလိုမျိုးခဲသွားခဲ့ရပါတယ်။အမလီလဲထွက်ပြေးခဲ့ပြီးတော့နက်ရဲ့ကားစီကိုရောက်လာခဲ့ပါတယ်။ကားရဲ့ရောက်ချိန်မှာတော့ရဲဝိညာဉ်ကပေါ်လာပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Aston ရဲ့ဝိညာဉ်လည်းရောက်လာပြီးတော့ရဲကိုပြန်ချခဲ့ပါတယ်။မနက်မိုးလေးနဲ့ချိန်မှာတော့ Emily တယောက်နိုးလာပြီးတော့ငိုကြွေးနေခဲ့ပါတယ်။ကားပြင်ကိုထွက်ချိန်မှာတော့ Aston ရဲ့ဝိညာဉ်ကိုတွေးခဲ့ပြီးတော့ Aston ကအတူမှာအချိန်တွေအများကြီးရှိခဲ့ရင်ဘာတွေဖြစ်ခဲ့လဲဆိုတာကိုပြောပြမယ်ဆိုပြီးတော့တော်ရဲကိုဝင်သွားခဲ့ပါတယ်။ Emily တယောက်လိုက်သွားကြည့်ချိန်မှာတော့ Aston တွေးခဲ့တဲ့အိမ်ဟောင်းကြီးကိုဖျက်သွားခဲ့ပြီးတဲ့နောက်ဆုံးမှာတော့သူတို့ခဏနားခဲ့တဲ့စီပန့်ကိုရောက်ရှိလို့သွားခဲ့ပါတယ်။ ရုပ်ရှင်ရဆုံးမှာတော့ Emily ကိုကယ်ဆယ်ရေးတွေကရှာတွေ့သွားခဲ့ကြပါတယ်။ Emily ရဲ့ဖုန်းကိုစစ်ကြည့်ချိန်မှာတော့ Aston ရဲ့တပ်ပုံလေးကိုတွေ့လိုက်ရပါတယ်။စကားလေးကတော့ဒါပါပဲခင်ဗျာ။ကြီးစုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တို့အူးချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ပါတယ်ခင်ဗျာ။